你，你也想打我？正是。全统领，全部接下，便是夺我这十封权益。ခနအကြမှာပဲနဆိုးမျိုးတော်ကြီးရဲ့အတွင်းဘက်ပိုင်းကိုသူတို့ရောက်ရှိလာခဲ့ကြပြီးပဝင်းကျင်မှာလည်းတရေသားပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူ၁၀ယောက်ကျော်နဲ့နောင်ပိုင်းအဆင့်ကျင့်ကြံသူတွေအများကြီးတွေ့လိုက်ရတာကြောင့်စစ်သူကြီးရဲ့တိမ်သွင်းနိုင်စွမ်းပေါ်ထမှန်အားတင်းရပြန်ပါတယ် ဒါအပြင်နဆိုးစစ်သူကြီးကပြင်ပကျင့်ကြံသူတွေစုဆောင်ပြီးတိုက်ပွဲပေါင်းများစွာကိုရှုံးပွဲမရှိတိုက်ခိုက်နိုင်သူဖြစ်လို့ကျင့်ကြံမှုအဆင့်ကိုဒိတ်တဆိတ်ခံမနေတဲ့အချိန်ရောင်ရှင်းရွက်ကလူကိုခေါ်ဆောင်လာပြီးဖြစ်ကြောင်းရှောက်ထားလိုက်ပါတော့တယ်။မြို့ပြင်တကားမှာရဲမဲစစ်တီတွေကိုထိခိုက်တံရဖြစ်စေပြီးတိုက်ခိုက်ခြင်းအရှိန်အဝါထုတ်လွှတ်သူကမင်းလာဆိုတဲ့မေကွန်းနဲ့အတူလူကိုယ်တိုင်ထွက်ပေါ်လာခဲ့ပြီးလက်တစ်ချက်လှောက်ရှာမှုအောက်မှာဝက်လင်းကိုဒူးထောက်အညံ့ခံသွားအောင်စတင်ဖိနှိပ်ပေးလာခဲ့ပါတယ်။ ဒီရှိန်ဝါကိုစစ်ဆေးကြည့်လိုက်တဲ့အခါတဖက်လူကသူထင်ထားသလိုမျိုးစွမ်းအားကြီးကျင့်ကြံသူမဟုတ်ပဲတရေသားပြောင်းလဲခြင်းပြိဝအဆင်ဖြစ်နေလို့စစ်ပွဲတွေကိုရှုံးနိမ့်တာမျိုးမရှိအောင်ဘလို့များတိုက်ခိုက်ခဲ့လဲဆိုပြီးစဉ်စားရခတ်သွားစေသလိုအစွမ်းထက်ကျင့်ကြံသူတွေကိုလည်းဘလို့များအငန့်ခံခတ်စားစေနိုင်တာလဲဆိုကဝယ်လင်းတွေးတောမိလိုက်ပါတယ် အပြင်ဘက်မှာတော့အမူအရာတည်ငြိမ်နေစေဖြစ်ပြီးသူလုခဲ့တာဖြစ်ကြောင်းပြောတော့မင်းစီမှာဘလို့အစွမ်းစားတွေရှိနေလို့အခုလိုပြုမှုပြောဆိုရတာလဲဆိုတာဒီဘိုကျုပ်စစ်ဆေးကြည့်ရမယ်ဆိုပြီးလက်တီးတစ်ချက်ထိုးထုတ်ပြလာခဲ့တဲ့အတွက်ဝလင်းဘက်ကပြက်တုံးချင်းလက်ချောင်းတိုင်းနဲ့အမြန်ဖြက်စီးပစ်လိုက်ပါတယ်။ဒီတော့ဒီယုံဒီသူကိုပိုင်စပြင်းတဲ့အစ် ဒါကိုမြင်တော့နဆိုးစစ်သူကြီးကဒီလက်ချောင်းတိုင်းနဲ့တင်သူ့အိမ်တော်ထဲမှာအကြီးကဲဖြစ်နိုင်ကြောင်းပြောတဲ့အခါဝက်လင်းကအတွင်းရာဒူးကိုကျုံမယူဘူးဆိုပြီးခက်ပြက်ပြက်ညင်းလိုက်ပါတယ်။နဆိုးနေမီတွေမှာအတွင်းနဲ့အပြင်ဆိုပြီးရာဒူးနှစ်ခုခွဲခြားထားပြီးအပြင်ဘက်ရာဒူးကသာစစ်တပ်ကိုအုပ်ချုပ်နိုင်ပြီးဂုံထူးဆောင်ပေးနိုင်မယ်တကယ်အာနာအစ်စ်ကိုပိုင်ဆိုင်ရရှိနိုင်တာကြောင့်အခုလိုညင်းပယ်လိုက်တာပါ။ ပြင်ပကျင့်ကြံသူတွေအနေနဲ့အပြင်ရာထူးလိုချင်တဲ့ဆိုရင်ထိုက်တန်ကြောင်းပြဖို့လိုအပ်ပြီးဝလင်းထုတ်ပြတဲ့လက်ချောင်းတိုင်းတစ်ခုတည်းနဲ့မလုံလောက်သေးကြောင်းပြောတော့ဝလင်းကဆက်တိုက်ခိုက်လို့ရတယ်ဆိုပြီးအေးဆက်စွာပြန်ဖြေလိုက်တဲ့အတွက်နဆိုးစစ်သူကြီးကသူ့အကျွမ်းကျင်ဆုံးနီးစနစ်ဖြစ်တဲ့ပောက်ကွဲခြင်းလက်သီးဆန္ဒစေမျိုးကိုစတင်ထုတ်ဖော်လိုက်ပါတော့တယ် ဒီလက်တိချက်ထဲမှာစိတ်ဆန္ဒစေမျိုးရှိနေပြီးတကွက်ချင်းစီကအဖြစ်ဆွမ်းအပြင်းထန်နေတာမို့ဝလင်းနေနဲ့ရှစ်ကွက်တောင်းခံနိုင်ရင်ခေါင်းဆောင်ဖြစ်လာနိုင်တယ်လို့အကုန်လုံးတောင်းခံနိုင်ရင်တော့ဦးစီးမှုဖြစ်လာနိုင်တယ်ဆိုပြီးတောင်းဖြိုခြင်းဆိုတဲ့ပထမဆုံးလက်တိဆန္ဒကိုအပေါ်ဘက်ကနေတဆင်းခိုင်းလိုက်တဲ့အခါပွဲကြည့်သူတွေကဘယ်နှစ်ကွက်တောင်းခံနိုင်မလဲဆိုပြီးဝေဖန်သုံးသပ်နေကြပါတယ် လက်တီဆန္ဒစဲမျိုးကဒီလောကကြီးထဲမှာအစွမ်းထက်ဆုံးဖြစ်တာကြောင့်ဝက်လင်းလိုမျိုးတာမန်လူတယောက်အနေနဲ့နှစ်ကွက်လောက်ထိတောင်းခံနိုင်လောက်ပါတယ်ဆိုပြီးအထင်သေးစွာဆုံးဖြတ်နေကြတဲ့အချိန်ဝက်လင်းကဒုတိယအကွက်ဖြစ်တဲ့နဆိုးပြောင်းလဲခြင်းလက်ချောင်းကိုပြန်ထုတ်ဖော်လိုက်ပါတော့တယ်။ဘုံဖူဝိဘောဟော့ နဆိုးစစ်သူကြီးကစိတ်ဝင်စားဖို့ကောင်းနေဆိုပြီးဒုတိယမြောက်ဖြစ်တဲ့တိမ်ဖြိုခွဲခြင်းလက်သီးဆန္ဒကိုထပ်မံတဆင်းစေလိုက်တဲ့အခါတိုက်ကွက်တစ်ခုချင်းကြားမှာစွမ်းအားဆဲဆက်ကွာချနေရမှုအသေးခံပြီးမခုခံကျင်ဘူးဆိုရင်တော့မယန်းနာလက်ချောင်းနဲ့နတ်ဖျားသစ်ရထားကိုထုတ်သုံးဖို့လိုအပ်လာပေမဲ့တခြားသူတွေကိုဝက်ဖဲထုံးမပြကျင်တာကြောင့်တိုက်ခိုက်မဲ့နီလန်းကိုပြောင်းရွေ့လိုက်ပါတော့တယ်။ဒီလိုမျိုးတွေ့ပြီးတာနဲ့ကောင်းကင်ထက်ထိုးတက်သွားလိုက်ပြီးကောင်းကင်ဘုံတက်ဖြတ်ချင်းကျင့်စဉ်ကိုအမြန်ဆန်ထုတ်ဖို့ပြစ်လိုက်ကငကားနစ်ကောင်ထုတ်လို့ရင်လက်သီးစိတ်ဆန္ဒကိုအမြန်ဖြည့်ဆည်းပြစ်လိုက်ရတဲ့နောက် ဓာတ်တစ်ချောင်းဖြစ်ပြောင်းလဲလိုက်ပြီးအန်ဒရီရီကြားထဲကနေအခွင့်အရေးတစ်ခုဝင်ရောက်ရှာဖွေပါတော့တယ်။ဒါကိုမြင်တော့စိတ်ဝင်စားဖို့ကောင်းလိုက်တာမင်းဟာတံပြန်တိုက်ခိုက်ဖို့စဉ်းစားတဲ့လူနည်းစုတွေကတယောက်ပဲလက်သီးရှိခုကိုဘလို့တောင့်ခံမလဲဆိုတာငါအရင်သိချင်မိတယ်ဆိုပြီးတိုးဝင်လာတဲ့ဓာတ်ချက်တွေကိုတတိယမြောက်ဆန္ဒဖြစ်တဲ့ဒီအလိုင်းဖြတ်တောက်ခြင်းနဲ့ဓာတ်စီပိတ်ဆို့ထားလိုက်ပါတယ်။ဘယ်ဝင်တော့ ီစမို့တော့ဝယ်လင်းနေတဲ့ဒတိယမြောက်အကွက်ကိုခုတ်ဖြတ်နိုင်လိုက်ပေမဲ့စိတ်ဆန္ဒတစ်ခုချင်းစီကစွမ်းအားဆဲဆပ်ဖို့တိုးလာတဲ့အတွက်နဆိုးစစ်သူကြီးကကြင်ကြံမှုထက်ပိုမြင့်တဲ့အစွမ်းထက်ပညာရက်တွေကိုဘလို့ထုတ်သုံးနိုင်တာလဲဆိုပြီးတန်တရားဖြစ်လာရပါပြီ။သုံးကွက်မြောက်ထိတားဆီးနိုင်စွမ်းရှိတာကြောင့်အရှိန်အဝါကောင်းမွန်ပေမဲ့ဒီနေရာမှာအဆုံးသတ်လိုက်ကြမယ်ဆိုပြီးကျေရာရာကျင်းမွားခြင်းဆိုတဲ့လေခုမြောက်စိတ်ဆန္ဒကိုအပေါ်အောက်ဖန်တီးပေးလိုက်တာကြောင့်ဝယ်လင်းနေတဲ့အကုန်ထုတ်သုံးမယ်ဆိုရင်တော့၅ကွက်မြောက်ထိပဲတောင်းခံနိုင်လိမ့်မယ်ဆိုပြီးရောင်းရှင်းရွက်တွေးမိလိုက်ပါတော့တယ်။ ။သူမကိုယ်တိုင်လည်းအဖေးထုတ်ပေးလိုက်တဲ့မော်လနဲ့ရှိနေလို့သာခေါင်းဆောင်ဖြစ်လာနိုင်ခဲ့တယ်လို့တစ်ဖက်မှလည်းတိုက်ပွဲဆက်ပြင်းထန်နေပါဗျ။ လေးခုမြောက်ပောက်ွယ်ချက်ကိုခန္ဓာကိုယ်ကွန်အားနဲ့တောင်းခံပြုတ်ကြလာရတဲ့အခါဝန်လင်းလိုတာမန်လူတယောက်ကဒီအဆင့်ထိလောက်ပါပဲဆိုပြီးအထင်သေးနေခဲ့ကြသလိုနဆိုးစစ်သူကြီးကလည်းဒီအစွမ်းလောက်ပဲရှိမယ်ဆိုရင်တော့အတွင်းပိုင်းအကြီးကဲဖြစ်ပဲယာရုရရှိနိုင်မယ်ဆိုပြီးထွက်သွားခိုင်းလိုက်တဲ့အခါမှာတော့မင်းပိုင်ဆိုင်ထားတဲ့ပောက်ွယ်ခြင်းလက်သီးစိတ်ဆန္ဒစေမျိုးကယုံကြည်မှုဆိုတဲ့အရာကနေပေါ်ထွက်လာတဲ့နဲ့တကူဖြစ်ရမယ်ဆိုပြီးဝန်လင်းထုတ်ပြောပြလိုက်ပါတယ် ဒီစကားကြတော့စစ်သူကြီးလည်းစိတ်ဝင်စားသွားခဲ့တယ်လို့လက်သီးစိတ်ဆန္ဒတွေကနဆိုးဆွမ်းအင်တွေမဟုတ်ပဲတိုက်ပွဲပေါင်းများစွာရှုံးနိမ့်ခြင်းမရှိဘူးဆိုတဲ့ယုံကြည်မှုစိတ်ဓာတ်နဲ့အကြိမ်ပေါင်းများစွာတိုက်ခိုက်ခြင်းကနေရယူဖန်တီးနိုင်လိုက်တာဖြစ်မှန်အစွမ်းထက်ကြင်ကြံသူများစွာကိုအစပေါင်းများစွာပြင်းထန်တဲ့လက်သီးဆဲကွက်အောက်မှာအေးနိမ့်သွားစေခဲ့တာကြောင့်ဒီလိုမျိုးဆက်တိုက်ခိုက်သွားမယ်ဆိုရင် လက်သီးဆဲချက်ထက်ပုံမဖန်တီးလာနိုင်ကြောင်းဝလင်းကောက်ချက်ချလိုက်နိုင်ပါတော့တယ် ယုံကြည်ချက်အရဆိုရင်သူစီမလည်းအတုံးပြူစရာတစ်ခုရှိသေးတယ်ဆိုပြီးစစ်ထုနံတင်ပေးထားတဲ့တတိယမြောက်အကွက်ဖြစ်တဲ့နဆိုးပြောင်းလဲခြင်းလက်ချောင်းကိုထုတ်သုံးဖို့ကြိုးစားလိုက်ပါပြီ။မြင်ရတဲ့အတိုင်းမျက်ခုံးနှစ်ခုကြားမှာအမတ်သား6ခုဖြစ်တည်လာတယ်လို့စစ်ထုနံပြောသွားခဲ့ဘူးတဲ့ဝန်လင်းရဲ့ကြင်ကြံမှုလမ်းစဉ်ဟာသူနဲ့တူညီခြင်းရှိမနေလို့နဆိုးတကောင်ဖြစ်လာတဲ့အခါကြားမှာနဆိုးပြောင်းလဲခြင်းလက်ချောင်းရဲ့တကယ်စွမ်းအားအစ်စ်မှန်ကိုထုတ်သုံးနိုင်လိမ့်မယ်ဆိုတဲ့စကားအတိုင်းအခုချိန်မှာတော့ဝန်လင်းပုံစံကနဆိုးတကောင်ဖြစ်စတင်ပြောင်းလဲသွားခဲ့ပါတော့တယ်။ လက်သီးဆန္ဒစေမျိုးကြောင့်ဝန်လင်းညံ့လင်းပွင့်သွားတာမြင်တော့မင်းရဲ့အရေးချင်းဟာတကယ်စိတ်ဝင်စားဖို့ကောင်းတယ်ဒါဆိုရင်ဘလို့အစွမ်းစားရှိလာမလဲဆိုတာသူ့ကိုမြင်အောင်ထုတ်ပြကြည့်စမ်းပါအောင်ဆိုပြီးငါးခုမြောက်စိတ်ဆန္ဒဝိညာဉ်ပြောင်းလဲခြင်းဆိုပြီးအစိမ့်ပုတ်ရောက်ဝိညာဉ်တွေကိုကောင်းကင်ထက်မှတဆင်းစေလိုက်ပေမဲ့နဆိုးအသွင်ရှိနေတဲ့လက်သီးတစ်ချက်အောက်မှာပောက်ကွဲပျက်စီးသွားကြရပါတယ် နောက်ဆုတ်သွားတဲ့စစ်သူကြီးကသူ့လက်တီချက်ထဲမှာမတည်ငြိမ်မှုတွေဘာလို့ရှိလာရသလဲဆိုပြီးထိတ်လန့်တုန်လှုပ်သွားတော့နဆိုးအတွေ့ကညံလင်းကိုလူယူပြီးတာအိုကိုဖျက်ဆီးနိုင်တယ်လို့ယုံကြည်မှုဆိုတဲ့ခိုင်မာတဲ့စိတ်ဆန္ဒကိုလည်းရိမ့်ရိုင်းတော့အောင်ဖျက်ဆီးနိုင်သေးတယ်ဆိုပြီးဝန်လင်းရှိတိုးလာတဲ့အတွက်နဆိုးစစ်သူကြီးက6ခုမြောက်စိတ်ဆန္ဒဖြစ်တဲ့ပြောင်းလဲမှုရက်တန့်ခြင်းကိုထပ်မံထုတ်ဖော်လိုက်ပါတော့တယ် ပြောင်းလဲမှုရပ်တန့်ခြင်းကဝလင်းစီချုံနှောင်ထားကြတဲ့အခါလက်သီးစိတ်ဆန္ဒကကြင့်ကြံစင်ပေါ်မူတည်နေတာမျိုးမဟုတ်တလို့သူတို့နှစ်ယောက်တိုက်ပွဲကယုံကြည်မှုတိုက်ပွဲပဲလို့ဝလင်းပြောလိုက်တော့သူဆိုတဲ့မော်လီဟိုင်ကစစ်မြေပြင်မှာနှစ်ပေါင်းထောင်ချီတိုက်ခိုက်ခဲ့ပြီးပြိုင်ဘက်တိုင်းကိုလည်းအပြက်တက်အနိုင်ယူဘူးခဲ့တာကြောင့်ယုံကြည်မှုချင်းပြိုင်ဖို့စ조사ခြင်းဟာနွားရှိထွန်ကျူးပြနေတယ်လို့ပဲဆိုပြီးစစ်သူကြီးကတတမမြောက်ဆန္ဒကပ်ပေးချေမုံချင်းတွေထုတ်သုံးတိုက်ခိုက်လာပါတယ် ဒါကိုမြင်တော့ဝယ်လင်းလက်တန်ကြိုးတွေကြားကအမြန်ယုံထွက်ပစ်လိုက်ပြီးကောင်းကင်ဘုံတက်ဖြတ်ခြင်းနဲ့အကုံရှင်းထုတ်ပစ်လိုက်ကအစင်းနှိတ်ကောင်းကင်ဘုံမန်တန်နဲ့အစင်တန်းချင်းတူညီနေတဲ့နဆိုးအသွင်ပြောင်းခြင်းလက်ချောင်းမန်တန်ကိုအစွမ်းကုန်ပြစ်လွတ်လိုက်တာကြောင့်တစ်ဖက်ကလည်းတောင့်ခံဖို့ကြိုးစားလေပိုနောက်ဆုတ်ရလေဖြစ်လို့လက်တီးတစ်ချက်အာကုံပြန်ထိုးထုတ်ရင်ဖြည့်ဆည်းပစ်လိုက်ရပါတော့တယ်။မော်လီဟိုင်အနောက်ဆုတ်ပေးလိုက်ရပေမဲ့အားရကျင်းတဲ့စွာရေမောပစ်လိုက်ပြီးဝယ်လင်းကိုအထင်သေးမိသွားကြောင်း ူရဲ့ပောက်ကွယ်ခြင်းစိတ်ဆန္ဒသုံးချက်ကိုထည့်ရင်ဆိုင်ကြည့်လိုက်ဆိုပြီးရှစ်ကွက်မြောက်ကိုထပ်မံထုတ်သုံးလိုက်ပေမဲ့ဝန်လင်းကတော့သူနဲ့ကိုက်ညီမှုမရှိတဲ့နဆိုးအသွင်ပြောင်းခြင်းဟာသူ့ခန္ဓာကိုယ်ပေါ်ဝင်ထုတ်ဝင်ပိုးဖြစ်စေတယ်လို့တာအိုစိတ်နှလုံးကိုလည်းနဆိုးအငွေ့အသက်တွေစတင်တိုက်စားခံနေရပြီဖြစ်လို့ဒီတိုင်းဆက်သွားနေအောင်မယ်ဆိုရင်တာအိုလမ်းစဉ်တစ်ခုလုံးဝါမျိုးခြင်းခံရနိုင်ပါတယ် ဒီလိုဆက်ဖြစ်ရင်တက်ဖြတ်ဖို့ပဲတီးတော့တဲ့နဆိုးတကောင်ဖြစ်ပြောင်းလဲသွားနိုင်တဲ့အပြင်လိုချင်တဲ့တိုက်ပွဲရလက်ကိုလည်းရရှိပြီးသွားပြီဖြစ်လို့ဝက်လင်းကဒီနေရာမှာပဲရက်တန်းဖို့ဆုံးဖြတ်လိုက်တယ်လို့လက်လျှော့တန်ကြားလိုက်ရတဲ့အခါစစ်သူကြီးကတိုက်ွက်ပြန်ရုပ်သိမ်းပေးလိုက်ပါတယ် ြင်းထန်လွန်းတဲ့နဆိုးအရှိန်ဝါကဝလင်းရဲ့တကယ်လန်းစစ်မဟုတ်မှန်စစ်သူကြီးတိသွားတဲ့အခါဝလင်းကအခွင့်လန်းဖမ်းဆုပ်နိုင်တယ်လို့ဘယ်ချိန်လက်လျှော့ရမယ်ဆိုတာကိုလည်းကောင်းကောင်းသားလဲတယ်ဆိုပြီးချီးမွမ်းပေးလိုက်တဲ့အပြင်သူ့ရဲ့ပောက်ကွဲခြင်းဆန္ဒစေမျိုးကိုအကုန်မချိုးဖျက်နိုင်ခဲ့ပေမဲ့လည်းခေါင်းဆောင်ရာဒူးနဲ့ထိုက်တန်တာကြောင့်ကြောက်စိမ့်ပြတစ်ခုထုတ်ပေးလိုက်ရင်ဝလင်းကိုလည်းတပ်သားတွေကိုဥဆောင်ထိန်ချုပ်ခွင့်ရှိတဲ့ခေါင်းဆောင်ရာဒူးချီးမြှင့်ပေးလိုက်ပါတော့တယ် နောက်ခုနှစ်ရက်နေရင်တက်စခန်းကိုလိုက်ပြပေးတော့မှဖြစ်လို့အခုရက်ပိုင်းမျိုးတွင်မှအနားယူဖို့ပြောကြားထားပြီးစစ်တူကြီးထွက်ခွာသွားတာကြောင့်ဝလင်းလဲကျေးဇူးတင်ကြောင်းပြောရင်းလှည့်ထွက်လာလိုက်ပါတယ်။ဒီလူကအယက်သားပုံစံမျိုးနဲ့အိမ်တော်ထဲဝင်လာခဲ့ပေမဲ့ကို့အစွမ်းစားကိုအသုံးပြုပြီးခေါင်းဆောင်ရတူပိုင်ဆိုင်ရရှိသွားနိုင်တာပဲဆိုပြီးရောင်ရှင်းရွက်ကအဖေဖြစ်သူသတိပေးထားတဲ့အတိုင်းဝလင်းရဲ့လုပ်ရည်ကိုင်ရည်ကိုစတင်ဆောင်ကြည့်လာခဲ့ရင်ကဒီအပိုင်းလဲပြီးဆုံးသွားခဲ့ပါတော့တယ်။